င်္ဂလာပါဒီနေ့ဇွန်လ10ရက် Federal Fair နေ့စဉ်တည်နေနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ဖက်ကမှာပောက်ကွယ်မှုဖြစ်ပွားပြီးတဲ့နောက်အယတာကိုဦးတည်ဆုပ်ခဲ့ပြီးပောက်ကွယ်မှုဖြစ်ပွားရတဲ့အကြောင်းရင်းမတိရသေးတဲ့တည်နေနိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါကချင်ပြည်နယ်ဖန်ကံမြို့ငဲချတန်ရခွန်ဆန်ကောက်ရွက်မှာ PKR ဇွန်လ6ရက်နေ့ည9:00နာရီဝန်းကျင်လောက်မှာပောက်ကွယ်မှုဖြစ်ပွားပြီးတဲ့နောက် နေအချို့မိလောက်ခဲ့ပြီးအရတာကိုဦးမိလောက်တည်ဆောက်ခဲ့တယ်လို့ဒေရခန်လူမှုကွန်ရီရဲ့အတင်းဝင်တူကဖက်ဒရယ်ဖန်ကိုပြောပါတယ်မိလောက်တည်ဆောက်ခဲ့တဲ့အရတာကိုဦးမှာလတ်တာအရွယ်ကလေးနှစ်ဦးပါဝင်ပြီးတော့ဖောက်စီကြောင်နဲ့ခရိယံဖရာကြောင်ပါဝင်အချီစုစုပေါင်း36လောက်မိလောက်ပြည့်စည်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီပောက်ကွဲမှုဟာလက်နေကြီးကြောက်ပြီးပောက်ကွဲတာဖြစ်နိုင်တယ်လို့ဒေါ်ဘုတ်ကျဲချမှုကြောင့်လည်းဖြစ်နိုင်တယ်လို့ပြောကြားပေးမယ်ဖက်ဒရယ် FN အနေနဲ့ ဘာကြောင့်ပောက်ကွယ်မှုဖြစ်လဲဆိုတာမင်းမြတ်အတိပြုနေစေဖြစ်ပါတယ်ပြီးခဲ့တဲ့ဆွန်လာတော်ရနေ့တော်လည်းဖက်ကံမျိုးလောက်ခင်ရှိတင်းအောင်ကြိုက်ကုမ္ပဏီကြောင်မြတ်လောက်ွက်ဟောင်းမှာရန်ကူတော်တကူပောက်ကွယ်မှုဖြစ်ပွားခဲ့တာကြောင့်အရတာတော်ဦးတည်ဆောက်ခဲ့ရပြီးဆယ်ဦးထက်မနည်းတရားရရှိခဲ့ပါတယ်အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါ မနေ့ကစနေနေ့တော့ပါလက်စတိုင်း36ဦးကို အစရေရတပ်ဖြတ်ခဲ့ပြီးတဲ့နောက်အဒီထက်က6ဦးကအမေရိကန်ထောက်ပံ့ရေးစင်တာနေမှာတပ်ဖြတ်ခံခဲ့ရက အစရေဘက်ကအဒီပိခမှုကိုအကြံဖက်မှုဖြစ်နိုင်တဲ့အတွက်ကျုံတင်တတိပေးပိခတ်ခဲ့တဲ့ဖြစ်တယ်လို့ဝန်ခံပြောဆိုထားပါတယ်။အဒီပိခမှုဟာဂါဇာလူတားချင်းစာနာမှုအထောက်အပံ့ GAF ကရာဖာမြို့တောင်ပိုင်းမှာ အကူအညီပေးရေးပြသတဲ့အချိန်မှာဖြစ်တာဖြစ်ပြီးတော့ တချို့တဲမှာပဲအစရိနဲ့တိုက်ခိုက်မှုကြောင့်လက်ခိုက်ရောက်နေတဲ့ပါလက်စတိုင်းပြည်သူတွေပေါ်ကဘာကအာယုစိုက်ဖို့အတွက်စွန်တင်နိုင်ငံကယတိဥတုအရေးတက်ကြွလှှရှားသူဂရစ်တန်တန်ပဲအပါဝင်တက်ကြွလှှရှားသူ၁၂ဦးဟာလူသားချင်းစာနာမှုအထောက်အပံ့တွေကိုဒေဘောနဲ့တင်ဆောင်လာပြီးတော့ဂါဇာမြို့အနီးကိုရောက်နေပြီလို့သိရပါဗျ။ စစ်ပွဲကာလတရှောင်းဒီနေ့အခြေတီပါလက်စတိုင်းဘက်ကလူဦးရေ9000ခွဲနီးပါးတိစုပ်ခဲ့ပြီးတော့အစရေဘက်ကလူ2000ကျော်တိစုပ်ခဲ့တယ်လို့သိရပါတယ်ဒီသတင်းကိုဘကပုတ်တဲ့ဌာနကနေကိုကာတင်ဆက်ထားတာပါဒီနေ့မနေ့ပိုင်းကမ္ဘောဒီးယားနဲ့ထိုင်းနယ်စပ်ထရက်ပီနယ်မှာရှိတဲ့နယ်စပ်ဂိတ်ကိုကမ္ဘောဒီးယားဘက်ကနောက်ကျမှဖိပေးခဲ့တာကြောင့် ကုတ်တဲတွေနဲ့ကုတ်တင်ရင်တွေမိုးရွာထဲမှာအတန်ကြာစောက်စားခဲရပါတယ်အစောပါဂိတ်ကိုမနေ့6နိုင်ကနေည7နိုင်ထိပုံမှန်ဖွေးပေးနေကြဖြစ်ပေမဲ့မနေ့ကမနေ့ပိုင်းမှာထိုင်ဘဲခြားကမနေ့7နိုင်မှာနေဆက်ဂိတ်ကိုဖွေးပေးခဲ့ပေမဲ့ကမ်ဘောဒီးယားဘက်ကနေဆက်ကူတက်မဲ့တူတွေတနိုင်ကြောကြာမိုးတဲထဲမှာစောက်ဆိုင်နေခဲရတယ်လို့ဘကပုတ်တတိယဌာနကဖော်ပြထားပါတယ်နှစ်ဖက်နဲ့ဆက်အငေးပွားမှုပြဿနာကြောင့်အစိုးရနဲ့ရကြတိမ်မှမှုတွေပြန်လဲပြေးထန်လာချိန်မှာ နေစကေစကကိုမနေ့6နိုင်ကနေည7နိုင်စာမနေ့7နိုင်ကနေည4နိုင်ထိပြောင်းလဲဖွင့်လိခဲ့တာကြောင့်ကုတ်တဲ့တွေအနေနဲ့ကုတ် PC တွေကူတက်ဖို့အစီအစဉ်တွေပြောင်းလဲခဲ့ရပြီးတော့လုံငန်းချိန်တူတောင်းတာကြောင့်နေဆက်အဝေးထွက်ချင်းပြီးမလုံနိုင်မှာကိုလည်းစိုးရိမ်နေကြပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကြားရာစုနဲ့ချီပိုင်နဲ့အငြိပွားမှုပြဿနာရှိနေခဲ့ပြီးတော့မကြတိခင်ကတင်းမာမှုတွေပြန်လဲမြင့်တက်လာပေမဲ့နေဆက်ကိတွေကိုတော့ ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်ဒီသတင်းကိုလည်းဘကပုတ်တည်ဌာနကနေကိုကတင်ဆက်ထားတာပါငါအလွန်ကြိုးဖန်ဆီးမှုရတီဥတုဖောက်ပြန်မှုနဲ့လေထုညဉ့်ညံမှုတွေကြောင့်သမုတ်တရညဉ့်ညံမှုတွေပို့ပြီးဆိုးရွားလာတာနဲ့ပတ်သက်ပြီးခိုက်တွယ်ဖြစ်ရှင်ဖို့ကမ္ဘာခေါဆော်တွေဒီကနေ့မှပြည်တိနိုင်ငံမှာထိတ်တဲအစီဝေးပြုလုပ်ကြမှာပါညီလာခံမှာကမ္ဘာနိုင်ငံတွေကြားရင်းနဲ့ဒူဖော်မှုပလတ်စတစ်အမိုက်ပြစ်ချင်တဲ့အမျက်ထောက်ငါဖာမှုတွေပေါ့ အငေးပွားနေကြတာတွေနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးသွားမှာဖြစ်ပါတယ်။ကဘာပေါ်မှာသမုတ်တရားတွေရဲ့ရှေ့ရခဏုတ်ကိုအနာဝထိုက်သိမ်းရေးဆောင်အဖြစ်သတ်မှတ်ကကွယ်ထားပြီးအဒီနိုကို30ရခိုင်နှုန်းထိတုံမြင့်နိုင်ရနောက်ထပ်80နှစ်ကြာလာတယ်လို့ကဘာရတီဥတုအချင်းကြီးစောက်ချလစ်လာရဲ့အဖွဲ့ Green Press ကပြောပါတယ်။ဒီသတင်းကိုဘာကောက်ပုတ်တရေသနာကိုကိုကဖော်ပြထားတာပါ။ ဒီနေ့ဇွန်လ10ရက်ဖန်ဒရဖန်ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါကျွန်တော်စောလာပွဲပါခင်ဗျာ